ဒီဘန်လေးကိုကြည့်ရှုနေကြရတယ်။ရဲ့တင်အားလုံးမင်္ဂလာပါနော်။အဒီနေ့ဗီဒီယိုကလည်းရတော့ဒါကျွန်တော်ရဲ့ I Wall Video Editing Channel လေးရဲ့ဗီဒီယိုဒီဇိုင်းလေးတစ်ခုပေါ့နော်။အခုရှင်းပြအခုပြထားတဲ့ဗီဒီယိုဒီဇိုင်းလေးကိုကျွန်တော်တို့ Adobe Premiere Pro နဲ့ကျွန်တော်ဘလို့ဆွဲလဲဆိုတာကိုဒီဘန်လေးမှာအသေးစိတ်လေ့လာမှာဖြစ်တယ်ပေါ့နော်။ အဲဒီဇိုင်းလေးရတော့ suddenly ထိုးတဲ့ခါမှာဒီဇိုင်းဆွဲတဲ့နေနံလေးတစ်ခုပေါ့နော်ဒါလေးကိုအဲကျွန်တော်ရဲ့ channel ကိုကြည့်ရှုလေ့လာနေကြရတယ်မိပညာသမားတွေတော့ပေါ့နော်အော် preview design လေးကိုအတစ်ခုအနေနဲ့အသုံးပြုလို့ရအောင်ကျွန်တော်ရှင်းပြပေးမှာဖြစ်တယ်ပေါ့နော် okay အဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာကြတော့သူက design ဆွဲဖို့တကြကျွန်တော်ဘာလို့ရလဲဆိုရင်ဒီနေရာမှာကျွန်တော်တို့ကဒီချင်းနီတန်ကို new item ကိုထောက်ပြီးဒီမှာ color map ကိုကျွန်တော်တို့ကရွေးချယ်ရမှာဖြစ်တယ်ပေါ့နော် okay color map ကိုတစ်ချက်ထောက်လိုက်ထောက်ပြီးဒီနေရာမှာဆိုရင်ဘာလို့မလဲ okay ပေးလိုက် ြီးရင်မှချူအောင်လေးပဲယူပြီးတော့ okay ပေးလိုက်နောက်ပြီးရင် okay ပဲပေးလိုက်ဘာမှမလုပ်နဲ့เนาะအဲ့ဒါပြီးရင်ကျွန်တော်မှအဲ့ color mode ကိုကျွန်တော် timeline နဲ့ကိုဆွဲထည့်လိုက်ပေါ့เนาะ okay ဆွဲထည့်ပြီးပါပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဘာလို့မလဲဒီ color mode ကိုတစ်ချက်ထောက်ထောက်ပြီးကျွန်တော် effect control ကိုသွားဟုတ်ပြီနော် effect color mode ထောက်ပြီး effect control သွားဒီမှာကျွန်တော်ဒီနဲ့ပြင်ပေးရမှာပေါ့နော်ဒီအရာလေးကိုသူရဲ့ background color လေးကိုနော်ပြင်မယ်ဆိုကျွန်တော်ဒီမှာ unfound ဒီနေရာလေးမှာကျွန်တော်တို့ကအမှတ်ချက်လေးဖြုတ်ပြီးလိုက်ပါတော့စကေးကို uniform scale ဆိုတဲ့ဟာလေးကိုကျွန်တော်တို့ကအမှတ်ချက်လေးဖြုတ်ဖြုတ်ပြီးလိုက်တော့ဒီမှာ whisma ကိုကျွန်တော်တို့ကဘယ်လောက်ထားမယ်ဆိုရင်60နဲ့နှစ်လောက်ထားလိုက်အဲဒါဆိုရင်ဒီလိုပုံစံလေးဖြစ်သွားတယ်ပေါ့နော်အပြီးရတာလည်းကျွန်တော်ဒီမှာတရာမှာဆိုကျွန်တော်တို့ကအဲနှစ်တသမ5လောက်ထားလိုက်နှစ်တသမ5လောက်ထားလိုက်အဲဒါဆိုရင်တော့အဲဒီလိုမျိုးလေး အချောင်းလေးဖြစ်သွားတယ်။ Okay ။ဒါသူ့ animation လောက်အောင်အဲ့တော့ animation ကိုအနောက်မှာထားရမယ်။ထားပြီးတော့ကျွန်တော်တို့မှာ60နှစ်ပေါ့နော်ဝိတ်လုတ်ထားတဲ့ဒီနေရာကိုကျွန်တော်တို့က token animation လေးတစ်ချက်ထားလိုက်ကီးတတ်မှတ်လိုက်ပေါ့နော်ဒါဆိုကီးဝင်သွားတယ်အဲဒီပုံစံလေးကိုကျွန်တော်တို့က animation လောက်အောင်မှာဖြစ်တယ်ပေါ့နော်ဒီအဲ့တော့အဲ့ဒီမှာကီးဝင်သွားပြီဆို indicator ကိုအနောက်ဆုပ်လိုက်ဆုပ်ပြီးရင်ဒီနေရာမှာကျွန်တော်တို့ကဒါကိုတစ်ချက်ထားထောက်ပြီးတော့မလုပ်မယ်0ပေးလိုက် okay အဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒါကို play ကြည့်လိုက်မယ်ဒီမှာတော့ ဘယ်လိုလဲတည်တည်လေးရနေပြီးတော့အဲလိုမျိုးလေးတည်တည်လေးရနေကြီးသွားတယ်နော်အဲလိုမျိုးလေးရသွားပြီပေါ့နော်ရသွားပြီဆိုသူပြီးလိုက်တဲ့အနေအားမှာသူ့ကိုကျွန်တော်ကနည်းနည်းစပီလေးတင်မယ်အဲ့တော့ဒီကီးကို selection ပေးလိုက်ဒီကနေ့ဖိပြီး select ပေးပြီးရင် right click ထောက်နောက်ပြီးအောက်ဆုံးမှာ s in ဆိုတဲ့ဟာလေးကိုတစ်ချက်ထောက်လိုက်နော်အဲဆိုရင်ကျွန်တော်လိုက်ရတဲ့ဟာလေးကဒါဒီလိုမျိုးလေးလာသွားမယ်ပေါ့နော်တည်တည်လေးရနေပြီးတော့ကြီးသွားမယ်နော် ဟုတ်ပြီနော်ဒါလေးကလူမှုသီးသီးလေးအကြီးကြီးဖြစ်သွားပြီနော်โอเคအဲ့လိုမရပြီဆိုလို့ရှိရင်ကျွန်တော်နောက်ပါလောရမယ်ဆိုရင်သူ့ကိုကျွန်တော်ကဒီမှာစလုံးအစားသွင်းမယ်ပေါ့နော်စလုံးအစားသွင်းမယ်နော်အဲ့ဒီမျိုးလေးရမယ်စလုံးအစားသွင်းမယ်စလုံးအစားသွင်းမယ်ဆိုလို့ရှိရင်အဲ့ဒီမှာဒီကောင်လေးရဲ့အဆုံးတက်တက်မှာစလုံးကိုစလုံးတက်ကိုကျွန်တော်တို့ယူလိုက်ယူပြီးလိုက်ဒီမှာစာရေးလိုက်ပေါ့နော်အဲရေးရမယ်စာကိုကျွန်တော်တို့အိုင်ဟောလို့ပဲရေးမယ်အိုင် I N T W O R A D O အဲ့ဒါပြီးရင်ကျွန်တော်တို့မှဒါကိုမှုတူလေးနဲ့ပဲကျွန်တော်တို့အကြီးကြီးလောက်ထားလိုက်အဲဟုတ်ပြီနော် အပြီးအောက်ကောင်ထောက်ပြီးနည်းနည်းလေးအောက်ချထားလိုက်မင်းရှင်းမှာနည်းနည်းလေးအောက်ချလိုက်နည်းနည်းလေးအောက်ချပြီးရင်ကျွန်တော်တို့တက်ကိုပြန်ထောက်နည်းနည်းလေးအောက်ချမယ်ဟုတ်ပြီနော် တက်ကိုထောက်ပြီးတော့အောင်ချမယ်။ Okay အဲ့ဒီကောင်လေးရဲ့ဘီနာမအဲ့လိုထားထားပြီးသွားပြီးတက်ကိုကျွန်တော်တို့ဘာလို့ရမလဲဆိုရင် mass selection ပြီးမတက်ကိုတစ်ချက်ထောက်ပြီးသွားရင်ဒီနေရာမှာကျွန်တော်တို့ဒီအောက်မှာဒီ opacity တက်ရဲ့ opacity မှာ mass ပြီးလိုက်တစ်ချက်ထောက်လိုက်။ပြီးတက်ကဒီလိုဖြစ်သွားဖြစ်ရင်ကျွန်တော်ဒါလေးနှစ်ချက်ထောက်လိုက်။ပြီးတော့ဒီမှာဒါလေးကိုဒီနာလေးကိုဆွဲလိုက်မယ်။ computer လေးကိုဒီအပေါ်ဟာလေးကိုဒီဘက်ကိုဆွဲလိုက်။အဲအဲ့လိုမျိုးဆွဲလိုက်။စလုံးအရကိုကြောက်ရက်ဖောက်တော့နော်။ Okay. အဲဒါလေးပြီးသွားတာနဲ့ကျွန်တော်ကဒါတစ်ခုလုံးကျွန်တော်ဒီအောက်ကိုခြားထားလိုက်လုံလေးအောက်ခြားထားလိုက်အဲအမအညီလေးလုတ်ပြလိုက်နော်ညီလေးလုတ်ပြလိုက်โอเคပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဘာလုပ်ရမလဲဆိုရင်ဒီနေရာမှာကျွန်တော်တို့ကဒီမှာဒီ invite ဆိုတဲ့နေရာလေးမှာကျွန်တော်အမှတ်ချက်ပေးလိုက်ဒါဆိုရင်ဒီအပေါ်မှာစလုံးပေါ်ပါတယ်ဟုတ်ပြီနော်အပြီးတာနဲ့သူ့ကျွန်တော်ကဒီဟိုဟာ opacity ကျွန်တော် position နဲ့ကျွန်တော်ရွှေ့ရမှာအဲ့တော့ဒါလေးကိုပေါ်ဆွတ်တင်မဲ့ position ဒီအပေါ်မှာအဲ့တော့ အဒီအနေအနောက်လေးနည်းနည်းဆုပ်ဒီမှာနော်အဒီနည်းဒီအောက်အနောက်ကဟာလေးအဖြူလေးရယ်အပီးလေးမှာအင်ဒီကေတာထားမယ်ဒီအောက်ကဟာရယ်အပီးလေးမှာအင်ဒီကေတာထားမယ်ထားပြီးရလို့ရှိရင်ပိုဇက်ရှင်ကိုကြီးသတ်မှလိုက်အဲပြီးသွားတာနဲ့ကျွန်တော်ဒါလေးကိုအောက်အောက်ကိုဆွဲချလိုက်ဒီလေးအောက်ဆွဲချလိုက်အဲအဲ့လိုအောက်စားကြဟုတ်ပြီနော်ရမယ်နော်ဒီအင်ဒီတန်ကိုအဲ့နောက်လေးဆုပ်လိုက်အဲဆုပ်ပြီးသွားတာနဲ့သူ့ကိုအပေါ်ပြန်ဆွဲတင်လိုက်အကီးရောက်ဝင်ရောโอเคအပြီးတော့မှသူ့ကိုကျွန်တော်က easy ပုံစံတင်ပြအောင်မယ် right click ထောက်မယ်သွားမယ် p ဒီမှာအောက်ဆုံးသွားလာ se ကိုနှိပ်လိုက်အဲဒါဆိုရင်ကျွန်တော်ရဟာလေးကိုကြည့်ကြည့်လိုက်မယ်အဲအဲ့လိုပုံစံလေးပေါ်သွားရမယ်နော်အားလုံးဒီမှာကျွန်တော်ကြီးနေတာကဟုတ်ပြီနော်အဲဒါလေးကကြီးစလုံးကဒီမှာကြီးဝင်လာတဲ့စလုံးကဒီမှာလုံလုံလေးပေါ်မယ်ဟုတ်မယ်နော်ဒါလေးကအောက်ကိုအောက်ကိုဆွဲချရမှာနော်ပြပြချလိုက် โอเคအဲဒါဆိုရင်ကျွန်တော်တို့ဟာလေးကိုပလီကြည့်လိုက်မယ်။ Okay အဲဒါရမယ်နော်အားလုံးရမယ်နော်လွယ်လွယ်လေးပဲနော်ဒါလေးကိုကိုကနားမလဲဆိုခန်းလာကြည့်နော်ပြီးရင်သူ့ကျွန်တော် impact rubber ပြန်လုပ်မယ် rubber ပြန်လုပ်မယ်ဆိုရင်ဒါလေးပြေးသွားပြီးအဆုံးလေးမှာပေါ့နော်အဆုံးလေးမှာအောက်ကတက်ဒီနေရာမှာကီးဝင်လိုက်ထူ animation တစ်ချက်ထောက်ပြီးရင်အဲ့ဒါ egg တန်ကိုနည်းနည်းတော့ဆုပ်လိုက်ဆုပ်ပြီးသူ့ကိုအောက်ဆွဲချလိုက်ပေါ့အဲပြောက်သွားတယ် ဟုတ်ပြီနော်အောက်ကအောက်ကလေယာဉ်ကိုတစ်ချက်ထောက်မယ်အဲအပြောက်မှာပဲ true animation တစ်ချက်ထောက်ပြီးရင်သူ့ကိုနောက်လေးနည်းနည်းဆိုပြီးရင်ဒီနေရာမှာမပါလို့မယ်0ထားပြီးလိုက်ဒါပဲဘာလုပ်တယ်လို့ခေါ်တယ်ပေါ့နော်အဲ့ပလီကြည့်လိုက်မယ်ကျွန်တော်လောက်တာလေးကိုအိုးအဲ့လိုမျိုးလေးရမယ်နော်ပြီးရင်နောက်ပြန်ဆုပ်တယ်โอเคအဲ့တော့ရမယ်နော်လေပါရနော်အားလုံးနော်ဒါလေးရကြတော့ကျွန်တော်တို့ကကိုကြိုက်တယ်လို့ ပေးလိုက်ပဲဆိုဆိုရအလေပဲဆိုကြိုက်စီဒီဇိုင်းလေးပေါ့နော်စာတန်းထိုးတဲ့နေရာ test တဲ့အောက်မှာကိုကြိုက်နေမှာသုံးလို့ရတယ်ပေါ့နော်ဒါလေးကဒီဇိုင်းဆွဲတဲ့နီလေးကိုရှင်းပြပေးတာဖြစ်တယ်။အိုကေပါနောက်ထပ်နောက်ထပ်သင်ခန်းစာကြီးကြမှာကျွန်တော်ပြန်ဆုံမယ်။အဲဒီဒီဇိုင်းလေးကိုကြိုက်နှစ်တက်တယ်ဆိုရင်ကိုလေ့လာကြပေါ့နော်။အားလုံးပါပါ